မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ မြန်မာနိုင်ငံမှာနေဆက်ဂိတ်များပိတ်ထားရမှုတရားမဝေကုန်သွယ်ရေးများကြီးထွားလာမှုနဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းများဟာငြိမ်းချမ်းအေးရယူထားတဲ့တိုင်းဒါလက်နက်ကိုင်များနေကြားဆောင်တက်များကြောင့်သာဖြစ်တယ်လို့မင်းအောင်လိုင်းနဲ့ဇော်မဲလုံးတို့တာဖာနှစ်ယောက်ကတလီတန်နဲ့အဖြစ်ဖို့ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်ခရီးစဉ်မှာအကြမ်းစစ်ခွေးတိုက်ရဲ့ခေါင်းဆောင်မင်းအောင်လိုင်းကမြန်မာနိုင်ငံမှာတရားမဝင်ကုန်သွယ်ရေးများဆောင်ရွက်နေသူများဟာ ငင်းညာရဲ့ရယူထားတဲ့တိုင်းသာလက်နက်ကိုင်းအဖွဲ့အစည်းများဖြစ်ကြောင်း၎င်းတို့ရဲ့ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုံဆွဲမှုများမှာပါဝင်ပတ်သက်လျက်ရှိကြောင်းအပြစ်တင်ပြောဆိုခဲ့ပါတယ်။ နေဆက်ဒေတာများမှာတည်နေအေးချမ်းမှုတွေအားနည်းလာတဲ့အတော့တချို့သောဒေဆက်ဂိတ်များကိုပိတ်ထွားရတယ်လို့ပြောပါတယ်။တချို့သောဝန်ထမ်းများငြိမ်းချမ်းရယူထားတဲ့တိုင်းသာလက်နက်ကိုင်းအဖွဲ့အစည်းများအနေနဲ့နိုင်ငံတော်အပေါ်မှာပိစာစောင့်တိမ်မှုမရှိဘဲ၎င်းတို့ရဲ့ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများမှာပါဝင်ပတ်သက်လျက် ရှိတယ်လို့ပြောပါတယ်။အခုလိုမျိုးတရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့်နေဆက်ဒေတာမှာရှိတဲ့လက်နက်ကိုင်းအဖွဲ့အစည်းများကိုတပ်ဆိုးရှင်နိုင်မှာဖြစ်တယ်လို့မင်းအွန်လိုင်းကအပြစ်တင်ပြောဆိုသွားပါတယ်။အလားတူပဲ ဒီကနေ့မှာထုတ်ပြန်လိုက်တဲ့စစ်ခွေးတိုက်ရဲ့ဝါရဖြန့်သတင်းစာများမှာကြားဖြန့်လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ EAO များ KNU KNL နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အထူးသော EAO များ ਨੇ ကြားဆောင်တပ်များကပါဝင်လျက်ရှိတယ်လို့အကြမ်းဖက်ဇော်မဲလုံးကထပ်မံအပြစ်ဖို့လိုက်ပါတယ်။2020ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြောက်ရီမြို့နယ်အလံဝေးကွာတဲ့ခုနကနယ်မြေတွေမှာတိုင်းသားလက်နက်ကန် EAO တွေ KNU KNL အဖွဲ့ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အထူးသော EAO အဖွဲ့များပြီးရင် နေကြားဆောင်တပ်ဖွဲ့အမိကန်တပ်ဖွဲ့တွေဝေရောက်ပြီးတော့လုတ်ကင်နေတာဖြစ်ပါတယ်အဲ့ဒီလူတွေကိုပဲချင်းကပ်ပြီးတော့ကိုလုံးစာစီးပွားသမားတွေကအဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီချားဖြတ်လုပ်ငန်းတွေကိုလုတ်ဆောင်နေတာဖြစ်ပါတယ်လို့ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်ဖေကုတ်ကိုမြို့တက်မှာမြန်မာရထိုက် International Holding Group ကြောက်ခတ်နေမြေမှာကြောက်ခတ် Gardi Resort ကမ္ပဏီတို့ကပေါ်ဝယ်ပတ်သက်နေကြောင်းအကြမ်းတ်စုံမဲလုံးကပြောဆိုလိုက်ပါတယ်အကြမ်းတ်စစ်ခွေးတက်ကအာနာသိမ့်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဂိုင်းပြည်မတည်ငြိမ်မှုများအထွတ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာအဓိကတာဝန်ရှိတယ်လို့ဖြစ်တင်ပြောဆိုမှုများမကြာခဏလှုပ်ဆောင်လေးရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တွေကနေထွက်ပြေးလာတဲ့နိုင်ငံသား36ဦးကိုဒီကနေ့မနက်ပိုင်းမှာခိုင်ရာဘိုင်ညားကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာမြောက်ရီမြို့နယ်ရွှေကုန်းကိုဘက်ကနေပြီးတော့တောင်ရင်းမြစ်ကိုဖြတ်ကူးပြီးဖိုင်းနိုင်ငံဘက်အချမ်းဝမ်ဖကြီးွာကိုရောက်ရှိလာတဲ့နိုင်ငံသား36ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။နိုင်ငံသားတွေထဲမှာတရုတ်၊ပါကစ္စတန်၊အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံသားများဖြစ်တယ်လို့သိရပါဗျ။ရွှေကုတ်ကိုဘက်ကနေထိုင်းရွာဘက်ကိုကူးလာတဲ့နိုင်ငံသား36ဦးကိုဖမ်းမိတယ်။ဗီယက်နမ်က3ဦး၊ကာဇက်စတန်က2ဦး၊နီဘောက2ဦး၊ရဝမ်ဒါ2ဦး၊ဆူဒန်2ဦး၊ကင်ညာ73ဦး၊အီဂျစ်2ဦး၊ပါကစ္စတန်71ဦး၊အိန္ဒိယ ီးယားနှစ်ဦးနဲ့ပြည်ထောင်နိုင်ငံသားတွေလည်းပါတယ်ခိုင်းဘက်ကဖမ်းလာတာလို့နေဆက်သတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်ဆွေကုတ်ကိုကနေထွက်ပြေးလာတဲ့ကြားဖြတ်နိုင်ငံသားများဟာမြောက်ရီမြို့ပေါ်မှာလည်းပြည့်နှက်နေပြီးတော့ဟိုတယ်နဲ့တဲကိုကမ်းများလည်းပြည့်နေတယ်လို့သိရပါတယ်ဆွေကုတ်ကိုကနေမြောက်ရီမြို့ကိုကားကားရင်တော့ကားကားကလူတရားကိုထိုင်းဘန်ကိုတတောင်းကျော်ဈေးပေါင်နေတယ်လို့သိရပါတယ်အရေးကြီးတဲ့ထိပ်ပိုင်းတရုတ်တထေးတွေကြားဖြတ်နေကိုတော့ BGF တွေကသူတို့ဌာနချုပ်တွေနဲ့ရွာတွေကိုခေါ်ထားတယ်အခုကြံနေတာကရိုးရိုးအောက်တန်းစားကြားဖြတ်အလုံသမားလေးတွေပါ ခေါင်းတွေကတော့ဘီဂျီယောက်ကခေါ်ထုတ်သွားပြီအခုရေမျောကန်းတင်ဖြစ်နေတာကတာမန်စောက်ပေါ်နိုင်ငံသားသားလေးတွေကားကားတွေလည်းဈေးတွေတက်နေတယ်အိမ်ကားကားတွေဟိုတယ်ကားတွေလည်းဈေးတွေတက်နေတယ်မြောက်ရီမြို့ပေါ်မှာလည်းဟိုတယ်တွေတဲကိုကန်းတွေအပြည့်ပဲတချို့ကြောက်ဖြတ်နေကကြောက်ခတ်တို့ဘာလို့လို့နေရာတွေကိုပြေးကြတာလို့ကရင်စီရေးသတင်းအေးမေကပြောပြထားပါတယ်အကြမ်းစစ်ခွေးတက်ကကြောက်ဖြတ်လုပ်ငန်းများမှာနေကြားဆောင်တက်များနဲ့ငိမ့်ရိုင်းယူထားတဲ့တိုင်းသာလက်နက်ကိုင်တပ်ဖွဲ့များပါဝင်ပတ်သက်နေတယ်လို့ထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောကချင်ပြည်နယ်မုံညင်းမြို့နယ်နမ်းမမြို့နမ်းမြေရဲစခန်းအနီးမှာဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကရဲတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးတော့နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရဲစခန်းဘက်ကနေတိခတ်တန်းတွေစူညံသွားပြီးတော့မကြခင်မှာရဲကားတွေမိုးကြီးဘက်ကိုပြေးတော့တာပဲရဲခွေးနှစ်ကောင်တည်ပြီးတော့တကောင်တန်ရာရတယ်ရဲစခန်းကိုဝင်စီးတယ်ထင်တယ်လို့ဒေသခံတအုပ်ကပြောပြထားပါတယ်တိခတ်တက်ခတ်မှုဟာမနေ့၈နိုင်ခန့်ကဖြစ်ပွားခဲ့တာပါကချင်လွတ်လပ်ရေးတပ်မတော် KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကရဲစခန်းကိုပြင်မှတ်ထားပြီးတိုက်ခိုက်တာလို့ဒေသခံတချို့ကပြောပေမဲ့တိကျအတည်ပြုလို့တော့မရသေးပါဘူးတန်ရာရတဲ့ရဲခွေးတကောင်ကိုမိုးကြီးဆေးုံမှာဆေးကူတနေရတယ်လို့သိရပါတယ် အခုဖြစ်စဉ်ဟာနမ်မာရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေနှစ်ချိန်မြောက်ပြစ်ခတ်ခံရမှုဖြစ်တယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်လ18ရက်နေ့ကလည်းနမ်မာရဲစခန်းကရဲနာဦးတနက်နဲ့ပြစ်ခတ်ခံရပြီးတော့တေဆုံးခဲ့ပါသေးတယ်နမ်မာမျိုးဟာဟိုပင်မျိုးနယ်အတူမိုးငင်းမျိုးနယ်ထဲမှာပါရှိပါတယ်နိုဝင်ဘာလ17ရက်နေ့ကလည်းဟိုပင်မျိုးအဝင်စေခွေးတပ်နဲ့ရှမ်းပြည် SNA ပူးပေါင်းတပ်ဖွဲ့ကို KIA နဲ့ KPDF တွေကတိုက်ခိုက်ခဲ့ပါသေးတယ်လက်ရှိမှာစေခွေးတပ်နဲ့ရှမ်းပြည် SNA ပူးပေါင်းတပ်တွေစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားလာနိုင်တယ်လို့ဒေသ ကန်နေကပြောနေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာမြိုင်မြို့နယ်စက်မုံနှစ်ကနေဖွင့်လာပြီးတော့ပြည်သူဝိုင်းတည်ဆင်းများကိုခိုးယူလာတဲ့စစ်ခွေးနှကောင်ကိုပြစ်ခတ်ရှင်းလင်းရာတအူးတည်ဆုံးပြီးတော့တအူးလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနက်7:45မိနစ်ကမြန်မာညွန့်နယ်စက်မိုးနှစ်ကနေပြီးတော့ဘေးပတ်ဝင်းကျင်တောတိုက်ညာအတွင်းကိုဝင်ရောက်ပြီးပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူလာတာကိုတပ်တွေကပစ္စည်းများနဲ့အတူတွေ့ရှိတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့ရာစစ်ခွေးတကောင်တိတ်ဆုံးပြီးတော့ဒကောင်ကိုတော့ကြည်စံထိမှန်ဒဏ်ရာနဲ့အရှင်ဖမ်းနေခဲ့တယ်လို့သိရပါဗျ။ဒဏ်ရာရတဲ့စစ်ခွေးကိုကောင်းမွန်စွာစေကူတာမှုပေးထားတယ်လို့သိရပါဗျ။ဒါအပြင်၎င်းတို့စီကနေပြီးတော့ MA1 အမျိုးအစားတနက်တလန် ၎င်းကြည်စံ483တောင်းကြီးပေါက်6ခုနဲ့ကျန်းတဲ့အစ်စ်3ဆောင်ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြန်မာပကဖာ Good Brothers တပ်ဖွဲ့နဲ့အညာနေတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မန္တလေးတိုင်းမြင်းညာမြို့နယ်မြင်းညာနထိုးကြီးလမ်းပေါ်မှာရှိတဲ့စိတ်ခွေးဂိတ်နဲ့ရေချိုးတဲ့နေရာကို drone နဲ့ပုံကျဲတက်ခိုက်ခဲ့ရာစစ်ခွေးများထိခိုက်မှုရှိကြောင်းမြောင် drone force drone တပ်ဖွဲ့ကကြားခင်စိန်ကသတင်းပေးဖို့ပြောကြားထားပါတယ်။ November 14ရက်နေ့ညနေ9:00နာရီခွဲအချိန်ကမြင်းညာမြို့နယ်မြင်းညာနထိုးကြီးကားလမ်းပေါ်မှာရှိတဲ့ရွာကြီးရွာနဲ့ရွာသစ်ကြီးရွာမှာဖွင့်လှစ်ထားတဲ့အကြမ်းဖက်စစ်ခွေးဂိတ်နေရာနဲ့စစ်ခွေးတွေရေချိုးတဲ့နေရာတို့ကို face wing drone 5စီးနဲ့ပုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုပုံကျဲတက်ခိုက်မှုအတွင်းစစ်ခွေးများရေချိုးတဲ့နေရာကိုတိကျစွာပုံကျဲနိုင်ခဲ့တယ်လို့ပြောပါတယ်။ drone 5စီးနဲ့ ဘုံဒီငါလုံးကျဲဆတာပါရေချိုးတဲ့နေရာရောစစ်ခွေးဂိမ်းစကန်းနေရာရောပြစ်မှတ်ကိုတိတိကျကျကျဲဆနိုင်ခဲ့ပါတယ်အဲ့ဒီငယ်မေကစစ်ခွေးတွေနေမေဖြစ်နေလို့ထိခိုက်တိုက်ဆုံးမှုနောက်ဆက်တွဲသတင်းတော့မရလိုက်ပါဘူးလို့မြောင် drone force drone တပ်ဖွဲ့ကကြားခင်စိန်ကပြောပြထားပါတယ်ဘုံကျဲခံရပြီးတဲ့နောက်ခဏအကြာမှာမြင်းညာမျိုးကလူနာတင်ကားများရောက်ရှိလာပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးများကိုတဲဆောင်သွားကြောင်းပြင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းပေါင်းမြုံနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကလမ်းပြခေါ်ဆောင်လာသူများအပါအဝင်ပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့အယောက်၂၀ကိုဖမ်းဆီးထားကကြေးရွာများကိုလည်းစစ်ကြောင်း၄ကြောင်းနဲ့စီးနှင်းဝေရောက်ပြီးတော့မိရှို့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁၆ရက်နေ့ကစတင်ပြီးတော့ပေါင်းမြုံနယ်မြောက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်း၄ကြောင်းခွဲပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်ကြေးရွာပေါင်း၄၂ရွာက ပြည်သူအယောက်3000ခွဲလောက်ဟာမိဆက်ရာတောတောင်တွေအတွင်းကိုစစ်ဘေးတိမ်းရှောင်နေရပြီးတော့ပေါ့ကပါစ24လက်နက်ဆက်ယုံကလည်းလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုများအပြင်လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုများပါလုံဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဒီကနေ့နိုဗမာလ16ရက်နေ့မှာတဲပင်ရွာကပြည်သူပိုင်းနေအိမ်6လုံးကားကိုယ်တောင်နဲ့ဈေးဆိုင်ခန်းများကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ မနေ့ကနိုဝင်ဘာလ16ရက်နေ့ကလည်းကြောက်ကာရွာကကာလာရှိစပင်းရှောင်းလေးနေထိုင်တဲ့ပဲအလုံး30ကိုမိရှို့ဖျက်ဆီးသွားတယ်လို့ပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပေါင်းညွန့်နဲ့အတွင်စစ်ကြောင်းထိုးလာတဲ့အချိန်ကစပြီးတော့လက်ရှိအချိန်ထိလမ်းပြအဖြစ်နဲ့ဖမ်းဆီးလာတဲ့ပြည်သူ9ဦးအပါအဝင်ခြေရွာများအတွင်ကပြည်သူ10ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူအယောက်20ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိစိတ်ခွင်းနဲ့ပြူခွင်းတွေပူပေါင်းပြီးတော့တပ်ဖြတ်ထားတာအမျိုးသမီး9ဦးအပါအဝင်10ဦးထိရှိနေပါပြီ လမ်းပြအဖြစ်နဲ့ခေါ်လာပြီးတော့တတ်တာက ပြည်သူ၅ဦးနဲ့ကျန်တဲ့ပြည်သူ၆ဦးကသူတို့ချေးရွာတွေကိုဝင်ရောက်စီးနေတဲ့တွေ့လို့တပ်ဖြတ်ခဲ့တာနောက်ပြီးတော့ယူစောတိရွာတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာကပြည်သူအယောက်၂၀အထိရှိနေပါတယ်လို့ပေါ့မြော့နယ်လူသားစာနာဌာနကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတယောက်ကိုငွေကျပ်340နဲ့ပြန်ရွေးခိုင်းကပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်တင်နှန်းကြောင်းကိုတမ်းပြီးတော့ပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ30ရက်နေ့မနက်ပိုင်းကဆလင်းမြို့ပေါ်ကြောင်းကြားရက်ကွက်မှာအိမ်ငှားနေတဲ့လူငယ်နှစ်ဦးကဆလင်းဈေးမှာဈေးဝယ်ထွက်လာတဲ့အချိန်လမ်းပေါ်မှာတင်စစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။နိုဝင်ဘာလ10ရက်နေ့မွန်လွယ်ပိုင်းမှာဆလင်းမြို့မြို့မဈေးရဲ့အနောက်ပိုင်းမှာ မုတ်ပုတ်လာတဲ့ကားမှာလိုက်ပါလာတဲ့လူငယ်တအူးကိုလည်းစစ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ပြောပါတယ်။အလားတူပဲနိုဗ ెంబ ာလ၈ရက်နေ့မနက်၄နာရီလောက်မှာရုံးမင်ကန်ကြီးဝါကလူငယ်၃ဦးဟာငါးဖမ်းရန်သွားတဲ့အချိန်ပေါ်တာဆွဲဖမ်းဆီးခံရကစလင်းမြို့ခမရ၂၅၄တရင်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။နိုဗ ెంబ ာလ၉ရက်နေ့မှာတဲကုန်းကြီးဝါကလူငယ်၂ဦးဟာလည်းဆိုင်ကယ်နဲ့စလင်းမြို့ကိုသွားရောက်တဲ့အချိန်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာလ9ရက်နေ့မှာမိုးဝင်ကြီးပါကလူငယ်တအူးဟာမန္တလေးမြို့ကစိန်တခေါ်အဝေးပြေးကားနဲ့စလင်းမြို့ဘက်ကိုပြန်လာတဲ့အချိန်စစ်ခွေးတွေကကားပေါ်ကနေဆွဲချပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ နိုဗ ెంబ ာလ17ရက်နေ့မှာလဲကံချောက်ကြီးွာကလူငယ်တအူးဟာလဲမန္တလေးကနေစလင်းကိုပြန်လာတဲ့အချိန်စစ်ခွေးတွေကလမ်းမိုက်တနေရာမှာပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်10ဦးတွေကလူငယ်တအူးကိုပဲမိသားစုတွေကငွေချက်340နဲ့ပြန်လဲရွေးထုတ်နိုင်ခဲ့ပြီးတော့ကျန်တဲ့လူငယ်တွေဟာပတ်စံမပေးနိုင်တဲ့အတွက်ကြောင့်စစ်တင်တန်းကြောင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။စစ်ခွေးတွေကသူတို့ပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်10ဦးကိုစစ်တင်တန်းကြောင်းကိုပို့လိုက်ပြီးရမဲသိန်းစစ်တင်တန်းကြောင်းကိုပို့လိုက်တာတဲ့။ အဲ့ဒီဆယ်ဦးတည်းကတအူးကိုပဲပတ်စံနဲ့ပြန်ရွေးထုတ်နိုင်တယ်။ကြံတဲ့သူတွေကိုတော့ပတ်စံမပေးနိုင်လို့ဆိုပြီးစစ်တင်တန်းเจ้าကိုတန်းပို့လိုက်တာလို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောပြထားပါရယ်။ဒါအပြင်ဘကိုးတိုင်းမင်းလောင်မြို့နယ်မှာလည်းအကြမ်းမဲ့စစ်ခွေးတက်ကလူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့ဖမ်းဆီးခဲ့တဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးများကသတင်းပေးဖို့တန်ကြားထားပါရယ်။နိုဝင်ဘာလ16ရက်နေ့ကမင်းလောင်မြို့နယ်မုတ်ခါရွာမှာနေထိုင်တဲ့လူငယ်ကိုမြင့်နိုင်နဲ့ညောင်သုံးမင်ရွာမှာနေထိုင်တဲ့လူငယ်9ဦးကို စစ်ခွေးတွေကရွာထိပ်တွေမှာစောင့်ထူဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုပေါ်တာဆွဲဖမ်းဆီးပြီးတဲ့နောက်ငွေကျပ်သိန်းကိုယာနဲ့ချီပြီးတော့တောင်းခံခဲ့တယ်လို့ပြောပါတယ်။မေလာမြို့နယ်ထဲမှာစစ်ခွေးတွေကရွာတွေကိုဝင်ဖမ်းပြီးရင် လူငယ်တွေထွက်ပြေးလို့ရွာထိပ်မှာစောင့်ပြီးတော့ဖမ်းတာတွေလှုပ်ဆောင်လာတယ်။ရိုဗာမာလာ၁၆ရက်နေ့ကမုတ်ခါရွာနဲ့ညောင်သုံးပင်ရွာကစစ်ခွေးတွေကလူငယ်တွေကိုစောင့်ကြိုဖမ်းစီတာလူငယ်၆ဦးအဖမ်းခံလိုက်ရပါတယ်။သူတို့ကိုငွေနဲ့လိုက်ပြီးတော့ရွေးထုတ်နေတယ်။လူမြောက်လာတယ်လို့တော့မကြားမိသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အချမ်းပါစစ်ခွေးတွေဟာအခုနိုဗ ెంబ ာလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်၁၆ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ